တနင်္လာနေ့ဝေးသူအားလုံးမင်္ဂလာပါ2025ဇူလတရနေ့နေ့ခုနှစ်နေ့တော်တွင်ရံများမယ်အပြိုင်ဆိုင်များမယ်အပျက်စီးပျောက်ရှာများမယ်ဥတီလိုက်တိုင်းနေရာတိုင်းတိုက်ခတ်ရှိမယ်မဖြစ်မနေလောက်ကဲမှုကြောင့်အဆုံးပိုင်းမှာအောင်မြင်မယ်အတွေ့အကြုံရခြင်းမရှိဘူးဆက်ပစ္စည်းပြည့်စစ်ပစ္စည်းများဝယ်ယူမြှုပ်နှံခြင်းမပြုရဘူး ပစ္စည်းထောင်ခြင်းဈေးကစားခြင်းမပြုရဘူးကြိုးခြင်းစီမံပြီးလုပ်ခြင်းနဲ့ပေါ်ပေါက်လာတဲ့ခွင့်ရေးတို့ကိုသုံးသပ်အသုံးချပြီးလုပ်တာအကျိုးပေးတယ်တပားသူပေါ်ယုံပြီးလွှဲပြီးလုပ်တဲ့လုပ်မှန်သမျှစိတ်နှောင်ရှက်ရှိမယ်တရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်စိတ်ပပန်းလူပပန်းဖြစ်မယ်မြောင်းရက်ကိုတည်သွားစေခြင်းရှိတတ်တယ်မင်းရဲ့ဆန္ဒကွင်းနဲ့ဆက်နိုင်ကြသွားလာနေ Thank you ဆက်ရမယ် နှစ်ရက်နေရအရာရာကောင်းသောကံတမန်နဲ့တိုးတက်သောကံတွေပေါ်ပေါက်လာမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေးတိုးတော့ကံကျဲ့ရဲ့အကျိုးဆက်ကိုရမယ်။၃ရက်နေမှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရခြင်းအစဉ်ပြေခြင်းရှိ၄ရက်နေငွေကြေးကံလုပ်ငန်းကံစီးပွားကံကောင်းမယ်။အလုံးအကျန်စီအောင်မြင်မယ်သို့သော အရှိရကုန်ဒီစွာစီအနေရှိတဲ့တဲ့မနေ့ခုနှစ်နိုင်ခွဲနဲ့ကိုးနိုင်တွင်သတိထား ငါးရည်နေမှာရှင်ပြိုင်မှုမှသမျှအောင်မြင်ခြင်းဘဝတိုးတက်ခြင်းနဲ့လူရပြည့်စုံခြင်းတွေရှိတယ်။၆ရည်နေမှာ သူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်နှောင့်နှေးခြင်းရံများခြင်းတိုက်ခတ်များခြင်းတွေကြောင့်ပဲ။ခုနှစ်ရည်နေကတော့မိကောင်းဆွေကောင်းထောက်ကူရခြင်းနဲ့ဘဝရည်မှန်ချက်တိုးတက်ခြင်းအရာရာဆင်ပြေသောနေထိုင်နဲ့တန်လန်းဖွဲ့ဖို့ကြိုးပမ်းခြင်းတို့ကိုချုပ်တွေ့နိုင်ပါတယ်။ဒီတစ်ပတ်တော့ကာလအတွင်းမှာဇာတာပရိနေသောက်ချာနေအင်္ဂါနေဝိသုတွေ ကောင်းကျိုးပေးတယ်ဗုဒ္ဓနဲ့မွေးသူများစနေနေ့မွေးသူများနဲ့ပတ်သက်ပြီးစိတ်နှောက်စရာတွေရှိတတ်တယ်နံပါတ်6ခေါ်ငါကနန်းနေကျိုးပေးတယ်အနီအောင်ချက်သွေးအောင်ပန်းအောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေတွေဆောင်ရွက်ရင်အောင်မြင်စေပြေခြင်းကိုရနိုင်ပါတယ် အနီယံပန်းဝင်လေတွေဖျားကတ်သူပူဇော်ပြီးအလိုရှိရာကိစ္စများဆောင်ရွက်ရင်ရာရာစင်ပြေသောကံတွေတိုးတက်တဲ့ကံတွေရရှိပါမယ်။ကျေးဇူးတင်ပါတယ်။ငါနေ့မွေးသူအလုံးမင်္ဂလာပါ။2025ဇူလတရနေ့နေ့ခုနှစ်ရနေ့အတွင်းအပြောင်းလဲရှိမယ်။အရဝေးမှကောင်းတဲ့ရင်ကြုံမယ်။လူမျိုးကွဲအကျိုးပေးမယ်။ဝေချင်းရဆုံးမယ်။ ကျောင်းဝင်တောင်းဝင်ယူရမခံရင်သူများပြဒနာကိုပြဒနာဖြစ်မယ်။နေရာပြောင်းလဲမှုနဲ့ပတ်သက်တဲ့ကိစ္စအဆင်ပြေမယ်။ရဝင်းနဲ့ဆက်ဆက်မှုကြိုးပြင်းမယ်။ကောင်းသောအရာဝေးမှသတင်းစကားတွေကိုလက်ခံရရှိမယ်။အမေဖွားတို့ကြမ်းမဲ့ချူကြမယ်အသက်ညံမရှိဘူး။ဥတီကျဲပြောင်းပြီးလောကန်ခြင်းရဲ့ကောင်းသောအကျိုးကျေးဇူးကိုရမယ်။ကိုယ်ပိုင်ယက်တီကျဲနဲ့ရှေတူလောကန်ခြင်းတို့ရဲ့ ကောင်းသောကျိုးကျေးဇူးကိုရရှိမယ်။တရနေ့မှာပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်။ငွေကြေးကုန်ကြများမယ်။ရန်နဲ့ရှင်ပြီးလောက်ရမယ်။မြောင်းရက်ကိုတည်သွားစရာနည်းဖြစ်တတ်တယ်။မင်းရဲ့ဆယ်နယ်ခွဲနဲ့ဆွတ်နိုင်ကြသတိရှိရမယ်။နှစ်ရက်နေ့အရာရာအဆင်ပြေသောနေထိုင်နဲ့တိုးတက်တဲ့ကံပွင့်နဲ့ငွေကြေးကံလူကံကံဘဝကံကောင်းခြင်း အကျိုးပေးခြင်းတွေရှိမယ်။သုံးရက်နေ့ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်ငွေချေးကလုပ်ငန်းကဘဝကတိုးတက်မယ်။ရှင်မကြောင်မြင်ခြင်းရှိမယ်။၄ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်ပြဿနာများမယ်။လူယုံဒုက္ခပေးမယ်။ငွေချေးပေးယူကိစ္စအစသတိနဲ့ရှင်ပြီးတော့ရမယ်။အဲ့ဒီနေ့မှာအရှိရကုန်ဒီသွားစရာတည်းရှိတတ်တယ်။ မနေ့ခုနှစ်နိုင်ခွဲနဲ့ခုနှစ်နိုင်တွင်သွားလာနေထိုင်ယူဆမ်းပဲ၅ရက်နေမှာအလုံးစုံကောင်းခြင်းနဲ့တိုးတက်ခြင်းရှိမယ်ရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်ဘဝတိုးတက်မယ်၆ရက်နေအရာရာဆင်ပြေခြင်းကံကောင်းခြင်းလိုရာပြည့်စုံခြင်းကြောင့်မယ်၇ရက်နေမှာရှင်ပြိုင်မှုမမြအောင်မြင်မှုနဲ့တိုးတက်မှုတွေရရှိမယ်ဝေကြီးကံကောင်းမယ်တပတ်တာအတွင်းဇာသပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးစုတွေကောင်းချိုးပေးပြီးတော့ တနင်္ဂနွေတင်းလာမွေးသူများကြောင့်စိတ်နှောက်ရှစ်ဖြစ်တတ်ပါနှစ်ခုကိုကနန်းနေချိုးပြေတဲ့အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါကောင်းခြင်းကံကြမ္မာများရစေရန်လို့ငါသွာလာစေလမ်းမှာတွေ့တဲ့လူကံပုဂ္ဂိုလ်တို့ကိုအလှူဒါနပြုပေးပါကျေးဇူးတင်ပါဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ 2025ဇွန်တရနေ့နေ့ခုနှစ်နေ့အတွင်းမှာအရာရာဆင်ပြေမယ်လူရပြည့်စုံမယ်ဘဝတိုးတက်မယ်လုပ်ငန်းကံကောင်းမယ်ငွေကြေးကံကောင်းမယ်မြေတားရေးကံကောင်းမယ်လူမရေးကောင်းမယ်စီးပွားရေးမှာတိုက်ခတ်ကြတိုးတက်မယ်ပြည်ပခီလန်ကြောင့်ကြိုးပမ့်မယ်မိသားစုရေးရာကိစ္စတွေမှာစောင့်သမျှပြောဆိုသမျှအောင်မြင်မယ်အရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တရားနေ့ကောင်းသောကြိုးဆက်ကိုရမယ်ကျမ်းမာရေးမှာတော့ ချူကြခြင်းရှိမယ်အနေရောမရှိဘူးထီကံသင့်သောကာလဖြစ်တဲ့စီဝါကံလုံကကဘဝကံတွေမှာတော့မြန်မာတဲ့နေထားပဲကိုဥတည်မယ်တရနေ့ရတော့ကောင်းသောနေ့အရာရာဆင်ပြေသောနေ့ဖြစ်တယ်အဲ့နေ့မှာတော်သတိကိမ့်မှန်နေရောကြည့်ဆိုင်ရမယ်အနောက်တောင်ရကုတည်သွားစေရံများတတ်တဲ့မြောင်းရကုတည်သွားစေမတော်တဆထိခိုက်မှုအကြီးစားဖြစ်တတ်တယ် အသွမ်းလန်နေထိုင်ကိုယူဆရမှာကမနေ့စနေခွဲနဲ့ဆက်နိုင်ကြဖြစ်ပါတယ်။နေ့ရက်နေ့မှာရှားပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်။ရှင်ပြိုင်မှုအောင်မြင်မယ်။နာမည်အောင်မြင်မှုနဲ့ဘဝတိုးတက်မှုကိုကြုံမယ်။သုံးရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်။ဘဝတိုးတက်မယ်၊ရည်မှန်းချက်အောင်မြင်မယ်။လေးရက်နေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြီးတော့ရမယ်။အရှိရကိုတည်သွားစံနေပတ်တော်ဆက်ဖြစ်တတ်တယ်။မနေ့ခုနှစ်ခွဲနဲ့ခုနှစ်အတွင်းသွားလာနေတဲ့ယူဆက် မာယနေ့မှာငွေကြေးစုလိုက်ဝင်မယ်လက်ဖွဲ့မယ်လိုရာပြည့်စုံမယ်ရည်မကြောင်မြင်မယ်6ရက်နေ့မှာရံပတိပက္ကိုင်နဲ့ထိတ်တိုက်တွေ့မယ်သဘာသူကြောင့်ကိုရွယ်တဲ့နောက်နေချင်းကြကြချင်းနဲ့ရှိမယ်9ရက်နေ့မှာဆုံးဖြတ်ပြီးလုပ်တဲ့ကိစ္စမသမျှထူးခြားတဲ့အကျိုးဆက်နဲ့တိုးတက်မှုတွေကိုဖြစ်ထွန်းကြိုးပမ်းခြင်းနဲ့ကံမြမခြင်းကိုကြုံမယ်တပတ်တာအတွင်းဂျာသာပရိနေဗုဒ္ဓနေငါနေမွေးစုတွေကောင်းကျိုးပေးပြီးတော့ တနင်္လာနေ့စောကြံနေ့မွေးစုတွေအနှောင့်အယှက်ပေးတဲ့369ခုနှစ်နေ့ကြိုးပေးပါတယ်အပြာရောင်ပန်းရောင်နှိုးနှစ်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများရှေ့တိုးလုပ်ကင်နေမှာတဲ့ကောင်းသောကံကြမ္မာနဲ့တိုးတက်မှုများရစေရန်အနိယာပန်းဝင်ဖရာလူပြီးလိုရာဆုတောင်းပါကျေးဇူးတင်ပါရှားသာပဒိနေမွေးသူအားလုံးမင်္ဂလာပါ 2025ဂျွန်1ရက်နေ့နဲ့9ရက်နေ့အတွင်းရှင်မန်းချက်စစ်အောင်မြင်မယ်စေကူးစစ်တွေပေါ်ပေါက်နေတယ်။တစုံတရာစစ်ကိုလှုပ်ဖို့စေကူးနေတာမတွန့်ဆုံနဲ့ရဲရဲတင်းတင်းရှေ့တော့ပေါ်ပေါက်လာတဲ့စေကူးစစ်တွေကိုလည်းကိုကလက်တွေ့ကြကြလုပ်ရင်ထင်ရှားတဲ့အောင်မြင်မှုကိုရမယ်။ဥတီကျဲပြောင်းပြီးလှုပ်တာအဆင်ပြေမယ်။နေနေရပြင်ချင်းပြောင်းချင်းကိစ္စအဆင်ပြေမယ်။ဒီကလအတွင်းမှာကိုယ့်ရဲ့လမ်းကြောင်းရွေးချယ်မှု ဆောင်ရွက်မှုအားလုံးအဆင်ပြေမယ်လူမျိုးကွဲအကျိုးပေးမယ်မိသားစုနဲ့ပတ်သက်တဲ့ကောင်းခြင်းတိုးတက်ခြင်းသတင်းစကားကြုံမယ်တရက်နေ့အရာရာအဆင်ပြေခြင်းတိုးတက်ခြင်းနဲ့လူရာပြည့်စုံခြင်းကြုံမယ်နှစ်ရက်နေ့ရပိုင်ခွင့်နဲ့လေဝဲပြန်ရသုံးရက်နေ့ငွေကြေးကံလုပ်ငန်းကံကောင်းလေးရက်နေ့ရှင်ပြိုင်မှုအောင်မြင်မယ်ဘဝတည်လန်းပွင့်ငါးရက်နေ့မှာပြဿနာတွေအဟောင်းတွေပြန်ဖြေရှင်းရ6ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်9ရက်နေ့လူမျိုးကွဲအကျိုးပေးမယ်ရဲဝင်းနဲ့ဆက်ဆက်ပြီးလုပ်အကျိုးပေးမယ်သတိပေးချင်တာက တရက်နေ့မှာမြောက်ရက်ကုန်တီသွားစရာနေရှိတဲ့တဲ့မနေ့ဆန်နိုင်ခွဲနဲ့ဆက်နိုင်ကြသွားလာနေထိုင်ကူးဆက်ရမယ်တကလေးရက်နေ့မှာအရှိရက်ကုန်တီသွားစရာနေရှိတဲ့တဲ့မနေ့ခုနှစ်နိုင်ခွဲနဲ့၉နိုင်တွင် သွားလာနေထိုင်ကူးဆက်ရမယ်ဒီကလတလျှောက်လုံးမှာတနည်းလားအင်္ဂါဗုဒ္ဓမွေးသူတွေကောင်းကျိုးပေးတယ်တနည်းကတွေစနေဒုက္ခပေးတတ်တယ် တစ်လေးကိုကနန်းနေချိုးပေးတယ်အဝါရောက်နေမောရောက်နိုးနေရောင်တွေကိုသုံးပြီးလော်ယာကိစ္စဆောင်ရွက်ရင်ထူးထူးခြားခြားကောင်းသောကံနဲ့ချိုးပေးသောကိစ္စများပေါ်ထွန်းပြီးတော့အစဉ်ပြေသွားနိုင်တယ်အဝါရောက်ပန်းပွင့်ဖျားကတ်လူပူဇော်ပြီးလော်ယာဆူတောင်းမှာကျေးဇူးတင်ပါတယ်တောက်ချာနေမွေသူအလုံးမင်္ဂလာပါ2025ဇွန်လ၁ရက်နေ့ရက်9ရက်နေ့တော်တွင်ကကိုယ်တွေ့ကောင်းတဲ့ကာလတစ်ခုဖြစ်တဲ့ မိသားစုနဲ့ပတ်သက်တဲ့ကိစ္စတွေစီစဉ်ဆောင်ရွက်အောင်မြင်နိုင်တယ်။ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်၊ဘဝတိုးတက်မယ်။ရှင်မန်းချက်တွေကိုရှေ့တိုးလုပ်ကင်လို့ကောင်းသောကံဖွင့်တဲ့အရဝေးနဲ့ဆက်ဆက်တဲ့သတင်းတွေချုံတွေ့ရမယ်။အပြိုင်ဆိုင်အားလုံးကိုအောင်မြင်နိုင်တယ်။ပညာသင်တန်းနဲ့ပတ်သက်တဲ့ကံကောင်းတဲ့ကာလတစ်ခုလည်းဖြစ်တယ်။ငွေကြေးကုန်ကြများနိုင်မယ်။တရနေ့ကရန်တိုက်ခံရလို့နဲ့ဂျုံတွေ့ပြီးမှ အလိုရှိရပြေဆုံးခြင်းကိုချုံမယ်။ နှစ်ရက်နေမှာအနှောင့်ယှက်ကြမှာတလန်းပေါ်မယ်ထင်မှမှုတွေကိုဖြည့်ရှင်းရမယ်၃ရက်နေမှာမိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတလန်းပွင့်မယ်၄ရက်နေကခရီးကိစ္စအစဉ်ပြေမယ်ဘဝတလန်းပွင့်မယ်၅ရက်နေမှာဝေကြီးကံကောင်းမယ်လက်ပွင့်မယ်လိုရာပြည့်စုံမယ်၆ရက်နေကရန်တိုက်ခတ်နေရှင်ပြီးတော့မယ်မှန်းနာတဲ့လက်တွေနဲ့ကွာဟမယ်ခုနှစ်ရက်နေမှာပေါ်ပေါက်လာတဲ့ခွေရည်သစ်တွေကိုလက်တွေသုံးချပြီး အရာရာစင်ပြေမှုနဲ့တိုးတက်မှုရရှိမယ်မတော်တဆထိခဲ့မှုအနေနဲ့ဖြစ်တတ်တဲ့ရည်နေရရှိတယ်ဂျွနာတရနေနဲ့ဂျွနာလေးရနေလို့ဖြစ်ပါတယ်ဂျွနာတရနေမှာမြောက်ရက်ကိုတည်သွားစေတဲ့ဖြစ်တတ်တယ်မနေ့ဆယ်နိုင်ခွဲနဲ့ဆယ်နိုင်တွင် ဖြစ်တတ်တယ်ဂျွနာလေးရနေမှာအရှိရက်ကိုတည်သွားစေတဲ့ရှိတတ်တယ်မနေ့ခုနှစ်နိုင်ခွဲနဲ့ကိုးနိုင်တွင်မှာသွာလာနေထိုင်ခြင်းဆက်အမယ် ဒီကာလတော်တွင်မှာကြာသာပတိနေဗုဒ္ဓနေအင်္ဂါနေမွေးသူတွေကောင်းချိုးပေးတယ်တနင်္လာနေ့တောက်ကြနေမွေးသူတွေဒုက္ခပေးတတ်ပါတယ်369ကုကနန်နေချိုးပေးတယ်အပြာရောင်နေရောင်ချက်သွေးရောင်တို့ဝှစ်စင်သွန်ဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါစပယ်ပန်းပွင့်ဖျားကတ်သူကိုစော်ပြီးလိုရာဆူတောင်းရင်ဆူတောင်းပြပါမယ်ခြေဆုတင်ပါတယ်